အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ3ရက်နေ့နိုဝင်ဘာလ3ရက်နေ့မှာတော့တကယ့်သတင်းထူးတွေကတော့ KIA ရဲ့အကြောင်းเนาะ KIA ရကနေပြီးတော့မအားလန်နဲ့တွေ့ဖို့ရှိတယ်ဆိုတော့ဟိုတရက်နေ့ရက်ကတည်းကနေတော်တော်လူမှုကွန်ရက်ပေါ်မှာခြေပြန့်တဲ့အဲ့ဒီသတင်းခုဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ထပ်ပြီးတော့အဲ့ဒီဟာကပို့ပြီးတော့တေချာစီတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကြားမယ်ပြီးလို့ရှိရင်တော့ TNL เนาะ TNL ကပြည့်ခတ်ရက်စေးတာဆိုလို့ရှိရင်ဘာကြောင့်ပြည့်ခတ်ရက်စေးတယ်လဲဆိုတဲ့ဟာကို နော်ပေါ်ပွင့်လေးလေးထုတ်ဖော်လိုက်တယ်အတ္တကတော့မအလတ်ကိုတော်တော်ကိုအမျက်ထွက်စေတဲ့နော်စကားအဖြစ်နဲ့ကျွန်တော်တို့တွေ့ရမယ်နော်ဆိုတော့အဲ့ဒီတည်င်းတစ်ခုကတော့တကိတ်နော်ထိတ်စီတည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ KNY အကြောင်းကိုကျွန်တော်တို့သွားရအောင်နော် KNY ဆိုလို့ရှိရင်နော်သူရဲ့ဒေါ်လာရေးလုတ်တဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ကနော်လက်နဲ့ဆက်ယုံလေးရှိတယ်ဂျီဆန်ဆက်ယုံလေးရှိတယ်ပြီးလို့ရှိရင်တော့ပထမရတို့ကြောက်စိမ့်တို့စသဖြင့်အဲ့ဒီနေရာတွေကိုနော်ပိုင်ထားတဲ့နေရာတွေဖြစ်တဲ့ခါကျတော့ သူတို့ကတော့လက်နဲ့စက်ရုံတွေကိုကောင်းကောင်းမွန်မွန်တိဆောက်နိုင်တယ်လက်နဲ့တွေပြီးလို့ရှိတော့ကြီးဆန်းတွေပြီးလို့ရှိရင်တော့တော်လိုင်းရဲ့အဖွဲတွေကိုကူညီနိုင်တဲ့အဆင့်ရှိတယ်။နော်ဝါထဲတော့နော်နေနေနေတယ်ဒါပေမဲ့ နော်ငွားပြီးလို့ရှိရင်တော့ကျွန်တော်တို့ KIA ရတော့အဲ့ဒီဖက်ကဘိုလောင်းသင်တန်းတွေဒေါ်လာရဲ့ဖွဲ့ကဘိုလောင်းတွေဘိုတွေဆိုတာအလုံးအဲ့ဒီသင်တန်းကနေပြီးတော့တက်လာတာနော်အဲ့ဒီသင်တန်းကနေပြီးတော့ဆင်းတာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ KIA ကတွေးဖို့မှလာနဲ့တွေးဖို့ဆိုတာကျွန်တော်တို့တင်းတွေတက်လာတယ်ဟိုတရက်နေရာကလေးနဲ့တက်လာတယ်ဟိုကချင်ဖုံဖုံဆိုတဲ့ရှောင်းကလည်းသူပြောထားတဲ့ဟာရှိတယ် နော် KA ရဲ့တွေ့တာဆိုလို့ရှိရင်အချိန်ပေါက်ညောင်းများစွာတော်လိုင်းရဲ့အဖွဲတွေထင်မှာဆိုလို့ရှိရင်အချိန်ပေါက်ညောင်းများစွာတွေ့တဲ့အဖွဲတွေဖွဲ့ဖြစ်တယ်ဆိုတော့တွေ့တယ်ဆိုတော့ blind တွေ့တာမဟုတ်ဘူးသူကအဓိကရေမှန်းချက်မရှိဘူးဆိုလို့ရှိရင်လုံးဝသူတို့ကစစ်တပ်နဲ့တပတ်တူညီချက်ရမှာမဟုတ်ဘူးအရင်တော့ကလည်း CNC လက်မှတ်ထိုးတော့ကလည်းသူတို့မဟာမိတ်တွေမှာပါတဲ့အတွက်ကြောင့်မဟာမိတ်ဖက်မှာရက်တည်တယ်ဆိုတဲ့ဟာကိုတော့သူတို့တော့အဲ့ဒီရာဇဝင်တွေကိုပြောပြတယ်အဲ့တော့ရာဇဝင်တွေကိုပြန်ကြည့်တဲ့အခါကျတော့လေဟုတ်တော့ဟုတ်တယ်နောက်ဟုတ်တော့ဟုတ်တယ် KNY ကသူ့ရမဟာမိတ်တွေမှာပါလို့ရှိရင် လုံးဝဒီ NCL လက်မှတ်ဟာဆိုလို့ရှိရင်ဘလို့မှအကောင့်ထိပ်ဖော်နိုင်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုသူကအခိုင်အမာချတယ်ချပြီးမှအခုညချမ်းရဲ့ကိုသူတို့ကလက်မှတ်မထိုးထားဘူးအမှန်ဆိုရင်တော့သူတို့ကဘိုလ်ချုပ်ကောင်မောင်တို့ဘာလို့ဆိုတာ NCL လက်မှတ်ထိုးဖို့အတွက်တကယ်ဥဆုံးတော့ပါဝင်တဲ့အဖွဲ့ဖြစ်တယ်တကယ်တကယ်လက်မှတ်ထိုးတဲ့ခါမှာသူတို့မပါသွားဘူးအဓိကမပါရချင်းရအဓိကအကြောင်းရင်းကသူ့ရဲ့မှာဟာမိတ်တွေဖြစ်တဲ့ခုနက AA တို့ TNLA တို့ MNDA တို့အဲ့ဒီတော့ကတော့သူတို့ ရဲ့မြောက်ပိုင်း alliance 9 point เนาะ9 point ထဲမှာသူတို့ပါတဲ့ခါကျတော့အဲ့ဒီလက်မှတ်ထိုးတဲ့ထဲမှာသူတို့မထိုးဘူးဆိုတော့အခုလည်းပဲเนาะတော်လိုင်းရဲ့မှာဆိုလို့ရှိရင်သူက design map တွေဖက်ကပါဝင်တော့ကိုညင်ပေးတယ်အမှတ်1စစ်တပ်ဆိုလို့ရှိရင်ဒီအယုတ်ကြီးရဲ့အမှတ်1စစ်တပ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်အုပ်ချုပ်ပြီးတော့သူတို့ဘုံကိုတော်မှเนาะအဲ့ဒီမှာအုပ်ချုပ်လို့လည်းလုပ်တယ်နောက်ဘတ်တိုဆိုတာ အဲ့ဒီအမတ်တစ်စစ်တပ်ကိုအုပ်ချုပ်တဲ့ဗိုလ်တယောက်ဖြစ်တယ်ဆိုတော့အတားကတော့တကယ်ဖြစ်ရမှန်တယ်ဆိုတော့အခုသူတွေ့မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့မူဝါဒကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့လက်နက်ကသူတို့လက်ထက်မှာရှိရမယ်သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသူတို့ရရမယ်နောက်ခုနကဒီသူတို့ပင်လုံစာချုပ်ရသူတို့ကပင်လုံစာချုပ်ကိုဒီကောင်ခံထားတာဖြစ်တယ်ဆိုတော့အဲ့ဒီခံထားတဲ့အတိုင်းပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမအလာကသဘောတူနိုင်မှာမဟုတ်ဘူးဆိုတော့အဲ့ဒီမှာ အားလုံးမပါဘဲနဲ့ KAA တဖွဲ့သေးပဲလုပ်မယ်ဆိုလို့ရှိရင် KAA ကလည်းမထုတ်မှာမဟုတ်ဘူးเนาะဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာ PDF တွေကိုသူတို့မွေးထုတ်ထားတာဖြစ်တယ်เนาะ PDF တွေအမှတ်၁စစ်ဒေတာကိုတောင်းမှတောင်းမှယူထားတဲ့အဖွဲ့တွေဖြစ်တဲ့ခါကျတော့တကယ်တမ်းသူတို့ဘောတူညချက်ခုခုရမယ်ဆိုလို့ရှိရင်လည်းဒီအဖွဲ့တွေမပါတော့ဘူးမပါအောင်သူတို့ကစကစကခြံထားမယ်ဆိုလို့ရှိရင်တော့သူတို့လက်မထုတ်မှာမဟုတ်ဘူးเนาะအဲ့ဒါကတော့သူရဲ့သမိုင်းသမိုင်းကြောင့်ကိုပြောပြတာနော်သမိုင်းကြောင့်ကိုပြန်ချိတဲ့ခါကျလို့ရှိရင်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အခု PNLO ရဲ့ဥက္ကဋ္ဌ နော်ဘုံမူကြီးခွန်ဥက္ကာကလည်းအဲ့ဒါကိုပြောတယ်ဆိုတော့နည်းနည်းရမှာကျွန်တော်တို့တွေ့ရတယ်နော်တနေရာကတော့အခုဘုံမူကြီးခွန်ဥက္ကာနော်ခွန်ဥက္ကာကနေပြီးတော့ KNA ဖွဲ့ရဆိုလို့ရှိရင်မအလားနဲ့တွေ့မယ်နော်စကားဆက်နဲ့တွေ့မယ်ဆိုတဲ့ဟာကိုသူပြောတယ်ပြီးလို့ရှိရင်တော့နော်သူတို့ကချင်းတည်င်းဌာနမှာဆိုလို့ရှိရင်တော့တော်တော်ကိုရေပန်းစားတဲ့နာမည်ကြီးတဲ့ဒီ social influencer တယောက်ရှိတယ်အဲ့ဒါကကျွန်တော်တို့ဒီကချင်းဖုံဖုံဆိုတာနော်သူကလည်းပြောထားတာတွေ့ရတယ်ဆိုတော့အစ်စ်ပြတော့ဒီနှစ်ချက်ကို နှိချင်အားဖြင့်အခုမှအလာတို့ဖက်က lobby တွေကလည်း KAA နဲ့စက္ကဆန်နဲ့တွေ့ဖို့ရှိတယ်ရှိတယ်ဆိုတာဒီ lobby တို့လည်းပြောနေပြီစက္ကဆဖက်ဆိုတော့အဲ့ဒီနေရာ၃ခုကိုနှိုင်းချင်ချင်အားဖြင့်ဒီရွေးကောက်ပွဲမှာတိုင်မင်းတော့သူတို့တွေးဆုံဖို့ရှိတယ်ဆိုတဲ့ဟာကိုအခု PNLO ရဲ့ဥက္ထဘုံမူကြီးခွန်ဥက္ကာကနေပြီးတော့ပြောတယ်ဂန်ရှောင်ပြောတယ်ခုနကကချင်ဖုံဖုံဆိုတာပြောတယ်ပြီးလို့ရှိရင်မအလာရဲ့ဘက်တော်သားမအလာရဲ့ ဝါဒဖြစ်သမားတွေကလည်းအရင်ဆုံးပြောပြတာဖြစ်တယ်ဆိုတော့ဖြစ်နိုင်ခြင်းအများကြီးရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ဒေါ်လာရေးကဘလို့ဖြစ်လာမလဲဆိုတော့တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်နော်နောက်တစ်ခုကတင်းတိုင်လုံးလုံးမြို့နေမှာဆိုလို့ချင်းစစ်ကြောင်းထုတ်တယ်စက္ကဆာနဲ့အဲ့ဒီမှာတိုက်ပွဲ၂ရက်ဖြစ်တယ်အဲ့ဒီမှာစက္ကဆာရောက်ပေါင်း၈ရက်မာလခီယာဖြစ်သွားတယ်ဆိုတဲ့တင်းကိုတွေ့ရမယ်နောက်တစ်ခုကစကိုင်းတိုင်ဝက်လက်မြို့နေမှာဒီမောကတိယောမှာနော်မောကတိယောမှာလူဖမ်းတယ်အဲ့ဒီမှာလူရောက်ပေါင်း၄၀နောက်လူငယ်တွေကိုဖမ်းတယ်ပြီးလို့ရှိရင်နေအိမ်စစ်သုံးလုံးကို နော်မီရှုလိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းမှာပဲနော်ကမ်းဘလူးလူငယ်စေဦးကိုအဲ့ဒီမှာဖမ်းတယ်ဖမ်းပြီးတော့အဲ့ဒီဖမ်းပြီးတော့သူတို့ကကားပေါ်မှာတင်တယ်ကားပေါ်မှာတင်ပြီးတော့ရင်မောင်းကပြူစောတိဖြစ်တယ်နော်ပြူစောတိဖြစ်တယ်ဆိုတော့အဲ့ဒါကနော်အမှတ် 6006အဒီမှာနေပြီးတော့သွားပို့တယ်နော်ဆက်ကဆက်ကအဲ့ဒီတက်ကိုသွားပို့တယ်ပို့တဲ့ခါကျတော့လမ်းခီးမှာအဲ့ဒီ၁၀ရောက်ကနေပြီးတော့ခုနက driver ကိုတိုက်ခိုက်တယ်တိုက်ခိုက်ပြီးတော့အဲ့ဒီလွန်မြောက်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်၁၀ရောက်ဇလုံးလွန်မြောက်သွားတယ်အဲ့ဒါကစတိုင်းတိုင်းတမ်ဘလူမှာနော်ကမ်ဘလူမျိုးနေမှာအဲ့ဒီမှာလုံငယ်၁၀ရောက်ကိုဖမ်းတယ်ကောက်ပေါ်မှာတင်တယ်ခုနကတက်ကိုသွားပြီးတော့ပို့ဖို့သွားတယ်သွားတဲ့အချိန်မှာအဲ့ဒီရင်မောင်းကိုနေပြီးတော့သူတို့တိုက်ခိုက်ကြတယ်နော်တိုက်ခိုက်ကြတဲ့ခါကျတော့အဲ့ဒီမှာလွန်မြောက်သွားတယ်၁၀ရောက်ဇလုံးလွန်မြောက်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုက TNN ရဲ့အကြောင်း ဒီအန်အလေးရဆိုလို့ရှိရင်เนาะသူစစ်ရှုံးသွားပြီเนาะစစ်ရှုံးနေဆိုတာကတော့သူတင်ထားတဲ့မြို့ကတော့7မြို့ပေါ့เนาะ7မြို့ဒါပေမဲ့အခုပေးရမယ့်မြို့က9မြို့ပေါ့9မြို့အဲ့ဒီမှာကျွန်တော်တို့တကယ်တိုက်လို့ရတဲ့ဟာတွေကနောင်ချိုကျောင်းမေတီဘောပြီးလို့ရှိရင်တော့အခုမိုးကုန်းနဲ့မိုးမိတ်အဲ့ဒီနှစ်ခုကိုပြန်ပြီးထပ်ပြီးတော့ပေးလို့ရှိရင်เนาะမြို့9မြို့နောင်ချိုပေးလိုက်တယ်ပေးလိုက်တော့7မြို့မှာကျွန်တော်တို့9မြို့တော့ကျန်အောင်မယ်เนาะ9မြို့ကျန်အောင်မယ်ဆိုတော့အခုဒီအန်အလေးကလည်းလိုမျိုး ဆုတ်ပေးလိုက်တဲ့ခါကျတော့ဒီဖက်က PDF တွေကလည်းငါတာကိုမချင်တတ်ဘူးမချင်တတ်တဲ့ခါကျတော့အဲ့ဒီနေရာကိုဆက်ယူဖို့ mockup PDF mockup view ဟာပြီးလို့ရှိတော့ဒီ Mendeley PDF ဒီမြင်းမြင်းချံ black tag ကအဲ့ဒီသူတို့ကနေပြီးတော့ချင်တတ်ချက်ထုတ်တယ်။အဲ့ဒါကိုကာကွယ်သွားမယ်ဆိုတော့ပြောတယ်။ဆိုတော့အဲ့ဒီဟာကတကယ့်စိတ်ဝင်စားစရာကောင်းတယ်နော်။တိုက်ပွဲရဲ့တကယ့်အဆုံးဖြတ်ပဲ။ဆိုတော့ UNG လုံးဝခုတက်တီစကားလုံးဝတစ်ခါမှမဟာဘူးနော်။ဒေါ်စင်မအောင်တော့ပြောတာပဲသူတို့တိုက်ပွဲမတိုက်တဲ့နေ့ဒီအဲမှမရှိဘူးလေ။ဟုတ်တော့ဗောသူများတိုက်တဲ့ဟာကိုသွားပြီးတော့ နာမည်ခံတာတကယ်ကိုတကယ်ကိုပဲဒီ AUG ကတော့တော်တော်ကိုအမြင်ကတ်စီရတဲ့စကားတွေတော်တော်ပြောလာတယ်သူတို့နော်ဆိုတော့တိုက်တယ်တိုက်တယ်ဖေမလည်းတိုက်တာနော်တေသူညာနှစ်ခွပြီးသွားတဲ့ပထမ line ဒုတိယ line မျိုးတွေအများကြီးသိနေသူတို့ပါခုမှဥဆောင်မှမတိုက်ဘူးနော်ပက်ဆန်တွေလည်းရှိတယ်လူလည်းရှိတယ်နော်မတိုက်တာနော်မတိုက်ကိုမတိုက်တာဆိုတော့သူတို့ကပြောတယ်အင်အားရှိတယ်တော့သူတို့တိုက်တယ်နော်ရှိတဲ့ပက်ဆန်တွေကလည်းသူတို့ပုံတယ်သူတို့ဘယ်လိုပြောမလဲအင်ခါတို့လာစာတို့ယူပြီးတော့သူတို့လူတွေကအကုန်လုံးနိုင်ငံချားမှာနော်နိုင်ငံချားမှာ ဆိုတော့ပြန်လာကြပြန်လာကြဆိုတော့တရားမှမပြန်လာဘူးပြုပြင်ပါပြုပြင်ပါဘာမှမပြုပြင်ဘူးပြုပြင်မယ်ပြုပြင်မယ်နဲ့ဘာတော့မှမပြုပြင်တော့မဟုတ်ဘူးဇဝေဇဝါဆွေးတော့ပြုပြင်မယ်ပြောတယ်ဘာတော့မှမပြုပြင်ဘူးနော်ပြုပြင်ဘူးဆိုတော့ okay အခုကတော့ဒီမိုးကုန်းနဲ့မိုးမေကသူတို့ကအခုအောက်ခြေမှာရှိတဲ့လူတွေကစပ်တော့သူတို့တပ်ပုတ်စုတွေလုပ်တယ်သူတို့ကာကွယ်မယ်လို့ပြောတယ်ဆိုတော့အဲ့ဒီအချိန်မှာတကယ်ဥဆောင်တဲ့အယူကြီးကဘာတော့မှမပြောသေးဘူးနော် ဆိုတော့ဘာတစ်ခုမှမပြောဘူးအဖြူလည်းမပြောဘူးအမဲလည်းမပြောဘူးနှုတ်ဆိတ်ပြီးတော့စကားအနေနဲ့သူတို့ကမစုံအားတွေဖြစ်နေပြီလေဖြတ်လို့သိအောင်မဲဒီမှာနော်လေဖြတ်ကုန်ပြီအဲ့ဒီမှာဇဝဲဇဝါဆိုးတို့အဲ့ဒီမှာနော်ကျွန်တော်တို့ကောင်းဆောင်တဲ့အားလုံးကကုန်လုံးကလေဖြတ်တော့သူတို့ကစကားပြောလို့မရတော့ဘူးနော်ဆိုတော့သူတို့ကလုံးဝတိုက်ဖို့အချိန်မရှိဘူးနော်နိုင်ငံရေးရဆွေးနွေးပဲပွဲဝိုင်းမှာပဲလုပ်ဖို့နော်စစ်အနေနဲ့တိုက်ရမဟုတ်ဘူးသူတို့ကနော်စစ်အနေနဲ့တိုက်ဖို့မဟုတ်ဘူးဆိုတော့တိတာလုံးနေပြီဆိုတောော့အခုမိုးကုတ်ကတော့မိုးကုတ်နဲ့မိုးမိုးရဲ့အဲ့ရတော့သူတို့က စာဝယ်စစ်နေပြီနော်စစ်နေပြီသူတို့အဲ့ဒီထက်မှာပါဝင်လာမပါဝင်ဘူးလားဘလို့ကာကွယ်မလဲဆိုတဲ့ဟာကတော်တော်ကိုဒီအောက်ချစ်တက်တွေအယူဂျီပါပါမပါပါသူတို့ကတော့ချမယ်လို့ပြောနေပြီဆိုတော့အယူဂျီကတော့ဘာခုမှမပြောဘူးဆိုတော့အယူဂျီကဘလို့လူမျိုးလဲဆိုတာဒီမိုးကုန်းနဲ့မိုးမရနော်ကိုကွန်ကွက်ကျွန်တော်တို့သိနိုင်တယ်ဆိုတော့အခုဒီ NLA ကဘာပြောလဲဆိုလို့ရှိရင်နော်သူပြောတဲ့စကားတွေတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်မာလာတော်တော်ဒေါကန်စီတဲ့နော်စကားလုံးတွေဖြစ်တယ်နော်စကားလုံးတွေဖြစ်တယ်ဆိုတော့ဒီ NLA ရဲ့ဘိုလ်ချုပ်တာဖုံးကျော်ကဘာပြောလဲဆိုလို့ရှိရင်အင်အားကိုနော်အင်အားကိုပြန်ပြီးတော့ဆူဆီတာဖြစ်တယ်တဲ့ နော်အခုအပြစ်ခရရစီလာဒါပေမဲ့အမှန်တာပဲတစ်ဖက်ကနော်ပြီးလို့ရှိရင်တော့အမြင့်ကိုတတ်ဖို့ဖြစ်တယ်တဲ့အမြင့်ကိုတတ်ဖို့ရဲ့အတွက်အပြစ်ခရရစီတယ်တဲ့ ုံးချက်ပြောတယ်နော်တစ်ချက်ကလိုချင်တာကိုလက်ရခုနိုင်ဖို့အတွက်အပြစ်ခတ်ရစေတယ်နော်ပြစ်ခတ်ရစေတဲ့အကြောင်းရင်း၃ခုကိုသူပြောပြတယ်နံပါတ်၁အင်အားတွေကိုပြန်စုမယ်နံပါတ်၂ကတော့အမြင့်ကိုပြန်တက်ဖို့အတွက်နော်ပြန်တက်ဖို့အတွက်သူတို့ကပြစ်ခတ်ရစေတယ်နောက်ဆုံးတစ်ချက်ကတော့လိုချင်တဲ့ဟာကိုလက်ရခုနိုင်ဖို့အတွက်နော်သူတို့အပြစ်ခတ်ရက်စေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူတို့အပြစ်ခတ်ရက်စေးလိုက်တဲ့အတွက်ကြောင့်အဲ့ဒီမှာသူတို့အောက်မှာရှိတဲ့ PDF တွေပြီးလို့ရှိတော့လီစုလုံလုံတွေနော်လက်နဲ့ပေါင်းအလက်ပေါင်းလေးစီကိုသူတို့ဆိုမှပြန်အပ်တယ်ပြန်အပြီးမှတခြားတော်လိုင်းရဖွင့်တယ်နဲ့ PDF PDF တွေနဲ့ပေါင်းသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်ဆိုတော့တကယ်ပွဲချီပွဲကောင်းမဲ့ဒီမိုးကုန်းနဲ့မိုးမိတ်ပွဲကနော်ပေါ့တသေးမဟုတ်ဘူးတော်လိုင်းရဲကိုအဆုံးဖြတ်ပေးတယ်ပွဲတစ်ပွဲဖြစ်တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီမိုးကုန်းနဲ့မိုးမိတ်ကိုကာကွယ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာ PDF တွေကတပ်ပေါင်းစုသွားပြီเนาะတကယ်လက်တွေ့ဖြစ်သွားပြီအဲ့ဒီမှာမကာကွယ်လည်းလည်းမရတော့ဘူးเนาะဆိုတော့အဲ့ဒီကမှာ NUG ပါချင်ချင်းမပါချင်ချင်းအခြေကလူတွေကအကုန်လုံးပေါင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီ PDF တွေပေါင်းသွားပြီဆိုလို့ရှိရင်ဒီ NUG ကဘာကောင်းလဲဆိုတာ ျွန်တော်တို့ပို့ပို့လို့မြင်လာရပါမယ်ဆိုတော့ကျွန်တော်တို့ဒါကတော့တိတ်ဒေါ်လာကိုအဆုံးဖြတ်ပေးတဲ့ပွဲဖြစ်တယ်ဆိုတော့အခုတာဖုန်ကျော်ကတော့ပြောတယ်เนาะပြောတယ် ်သူတို့ကတော့အချက်၃ချက်ကြောင့်သူတို့ပြစ်ခတ်ရက်စစ်လိုက်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရခိုင်ပြည်နယ်ကြောက်ဖြူမှာဒီစကားစကားငါအဲ့ဒီမှာကြီးကြောင်းရယ်လေကြောင်းရယ်လေကြောင်းရယ်သုံးခုအကြီးအကျယ်ပြင်းထန်ကာကွယ်နေတော့လဲနော်အဲ့ဒီမှာတိုင်းရင်လိုက်ပြစ်ဖက်သွားတယ်ဆိုတဲ့တတိယကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ခုဒီ TNL နဲ့ပြစ်ခတ်ရက်စစ်တဲ့ခါကျတော့အဲ့ဒီမှာလေကြောင်းအဓိကသုံးပြီးတော့ဒီကြောက်ဖြူလိုဘာလို့ကအကြီးအကျယ်တိုက်ခိုက်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ အဲ့ဒီကြောက်ဖြူရဲ့တိုက်ပွဲကလည်းကျွန်တော်တို့ရက်တန်းသွားတယ်နော်ရက်တန်းသွားတယ်သူတို့မြို့တုံးမြို့မြို့တုံးမြို့ကိုလုံးဝကျွန်တော်တို့ရှစ်မတွန်းနိုင်ဘူးနော်ရှစ်မတွန်းနိုင်ဘူးဒါပေမဲ့ဒီဖက်မှန်နေဆက် ဘက်မှာဒီဖက်မှာမကွေးတို့ပကိုးတို့အရာဒီတို့စသည်ဖြင့်ဒီနေရာဒီမှာတော့သူတို့ရှစ်ဆက်တိုးနိုင်တယ်ဒါပေမဲ့ကြောက်ဖြူလုံးဝမတိုးနိုင်ဘူးပြီးလို့ရှိရင်တော့စစ်တွေလုံးဝမတိုးနိုင်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်မန်အောင်ကတော့တစ်ခါမှမကြားသေးဘူးနောက်တစ်ခုကချင်းပြင်းတယ်ချင်းပြင်းမှာလည်းထုဆက်ကြည့်ကြည့်ဆင်းနေတယ်အဲ့ဒါကကလင်းမျိုးတွေမှာဆိုလို့ရှိရင်ဤပညာတက်တော်ကအဲ့ဒီမှာဒီစက္ကဆရဲ့စစ်ချောင်းတွေကနေပြီးတော့အင်အား300ခန့်နောက်300ခန့်အဲ့ဒီမှာစစ်ချောင်းထိုးတယ်စစ်ချောင်းထိုးပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်ကြေးရောပေါင်း30ကျော်အခုလုံးထပ်ပြနေရတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ် နောက်ကကခေခေပါနော်ခေခေပါအဲ့ဒါက online online လေးလေးမှုတွေအရဆိုလို့ရှိရင်နိုင်ငံတကာရဲ့ PR တွေအကြီးအကျယ်ခံနိုင်ရတယ်ဆိုတဲ့ဟာကိုထိုင်ကနေပြီးတော့ဒီနေ့ထုတ်ပြန်လိုက်တဲ့ဝန်ကြီးချုပ်နဲ့ဒီပြည်ထရေးဝန်ကြီးကနေပြီးတော့ဝန်ခံတယ်နော်ဝန်ခံတယ်ဘာဖြစ်လို့ကျွန်တော်တို့သိလဲဆိုလို့ရှိရင်ပထမဆုံးတရုတ်နဲ့ထိုင်းနဲ့ဒီကြားဖြန့်ကိစ္စကိုနေနေတဲ့အခါမှာကြားလို့ရှိရင်သူတို့ရဲ့အဆောက်အဦတွေကိုဘာမှဖောက်ခွေဖြစ်စီတာတော့ဘာလို့ဘာမှမရှိဘူးဆိုတော့အခုကတော့အဲ့ဒီနေရာမှာကြီးကျယ်နော်ဒီ အဆောက်အုံတွေကိုဖောက်ခွဲလိုက်တယ်သူတို့လက်စလို့ဖြောက်တယ်ဆိုတာကတကယ်ဖိအားကြီးကြီးခံရရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့အခုထိုင်းကလည်းထိုင်းဝန်ကြီးချုပ်နဲ့ပြည်တွေးကနေပြီးတော့သူတို့ဝန်ခံလိုက်တယ်နော်ဝန်ခံလိုက်တယ်ဟုတ်တယ်အခုကြားပြန်ဆိုလို့ချင်းနိုင်ငံတကာရဲ့ဖိအားတွေဆိုလို့ချင်းတကယ်ကြီးကြီးခံရရတယ်ဆိုတဲ့ဟာကိုတော့ ဒီနေ့ထိုင်ကနေမြန်မာထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမကွေးတိုင်းပေါ့မျိုးနေတစ်ခွေမှာဆိုလို့ရှိရင်ရွာတွေကိုအင်အားအဲ့ဒီမှာလဲတော့300လောက်เนาะ300လောက်နဲ့စစ်ကြောင်းထုတ်နေတယ်ဆိုတော့အဲ့ဒီမှာအဲ့ဒီစစ်ကြောင်းမှာဆိုလို့ရှိရင်တော့ဒီကပ္ပစနဲ့စစ်နေကနေပြီးတော့ထွက်လာတဲ့စစ်ကြောင်းတွေဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီရောက်ကောက်ပွဲမှာတိုင်းနေမှာဆိုလို့ရှိရင်နောက်တော်တော်ကိုအင်အားကသူတို့က300နဲ့เนาะ300နဲ့300 400နဲ့ချီပြီးတော့ကျွန်တော်တို့300နဲ့ဒီနေ့ရက်ကန်တော့ပါလို့ဆိုလို့ရှိရင်တော့1000နဲ့ချီပြီးတော့300နဲ့เนาะအဲ့ဒီမှာ1200 1300စသဖြင့်ဒီဖက်မှာဆိုလို့ရှိရင်လည်းကရင်ပြည်နယ်ဖက်မှာလည်းသူတို့ကြီးကြီးအဲ့ဒီမှာတော့သူတို့အားသုံးပြီးတော့တိုက်ခိုက်နေတယ်အခုလက်ကေကော်တော့ပါလို့ဆိုလို့ရှိရင်တော့တကယ်အဲ့ဒီမှာအသေးပြောက်တော့ကိုများနေတယ်တော့လက်နဲ့ခေရန်တွေတင်းစရာမိတဲ့ဟာတွေလည်းအများကြီးပဲထုတ်ပြတ်ထားတာနော်နော်အဲ့ဒီမှာလူတွေတော်တော်ကိုပြုံးသွားတယ်တော်တော်ကိုအထိနာတယ်အထိနာတယ်အခုလက်ကေကော်မှာလည်းဒါပေမဲ့သူတို့လူအားနေပဲလူအားနေပဲတိုးတယ်ဒီပြားလူတွေကကိုအချင်းချင်းဖြစ်လို့เนาะအဲ့ဒီမှာပါစတွေသုံးတဲ့ခါကျတော့เนาะပြေဖို့တော့မပြေရတော့ဘူးစသဖြင့်เนาะဘာဖြစ်လို့လဲဆိုတော့ တို့ကဘာမှမသိဘူးထိုးချွခံရတယ်တက်လာတယ်တို့ကတော့ဟိုမှာတကယ့်လုံခြုံတဲ့နေရာမှာဒီစက္ကဆရဲ့လူတွေကနော်လူတစ်တွေကိုကြတော့နော်အဲ့ဒီမှာရှေ့ရမှာတကယ့်ဒိုးခိုင်းတယ်အဲ့ဒီမှာပြစ်ချလိုက်တာဆိုလို့ရှိရင်တော့လုံးပဲနော်ဒါပေမဲ့လူတိုင်းကဆက်ဆက်ဆက်ပြီးတော့တက်လာတယ်နော်တက်လာတယ်ဆိုတော့လူအားနဲ့ဖိတော့ကိုကျွန်တော်တို့တွေ့ရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တင်မီဒီယာထဲမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နော်နိုဝင်ဘာလ3ရက်နေ့မှာတင်မီဒီယာထဲမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ